အခုတင်ဆက်ပေးမယ့်အားစားသင်ကတော့ Higuain နဲ့ Pipirina တို့ Napoli တင်းနဲ့စိတ်ဆစ်မှုအောင်မြင်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နာပိုလီတင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Aurelio Duran တက Real Madrid တင်းရဲ့တိုက်စစ်မှု Higuain နဲ့ Liverpool တင်းရဲ့ဂိုသမား PP Rina တို့အားအပိသက်စာချုပ်ချုပ်ဆိုရမှာဖြစ်ကြောင်းနဲ့အဲ့ဒီကစားသမားနှုတ်စလုံးဟာနာပိုလီတင်းနဲ့စိတ်ဆမှုအောင်မြင်ခဲ့ပြီဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ Higuain နဲ့ PP Rina တို့ဟာရောမမျိုးကြီး Villas 2 Sport Club နဲ့မှာစိတ်ဆမှုခံယူကအောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်ကစားသမားနှစ်ဦးစလုံးကိုမကြခင်စာချုပ်ချုပ်ဆိုကပရိသတ်မိတ်ဆက်ပွဲပြုလုပ်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။အာဂျင်တီးနားလေဝီစင်တိုက်စစ်မှုဟီယူကာရန်ကို၅နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးစပိန်လေဝီစင်ကိုဒမာရီနာကိုတော့လောလောဆယ်လစ်ပါဘူးသင်းထံမှာတရားဒီအငှားစာချုပ်နဲ့ခေါ်ယူထားပြီးယာဒီကုံမှာအပိသက်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။နာပိုလီသင်းဟာဟီကွာရန်ကိုခေါ်ယူရန်အတွက်ပေါင်34.5တန်းအထိရီယယ်မက်ဒရစ်သင်းထံပြေးချစ်သွားမှာဖြစ်ပါတယ်။ နာပိုလီသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒီလော်ရန်တကဟီဂွာရန်နဲ့ရီနာရိုကခေါ်ယူခဲ့ခြင်းမှာမိမိတို့သင်းရဲ့စတူတတ်တိုချန်ပီယံအိမ်မက်ကြောင့်ဖြစ်ကြောင်းနဲ့နောက်ထပ်ထိပ်တန်းကစားသမားများကိုခေါ်ယူသွားရန်အသိရှိကြောင်းလည်းပြောကြားခဲ့ပါတယ်။ဟီဂွာရန်ဟာ PSG အသင်းထံသို့ပြောင်းရွှေ့သွားတဲ့တိုက်ဆက်မှုကာဗာနီထက်အသင်းကိုပုံမှုအကျိုးပြုနိုင်မယ့်ကစားသမားဖြစ်ကြောင်းနဲ့အင်စကနီဟမ်ဆစ်နဲ့ဟီဂွာရန်တို့ရဲ့တိုက်ဆက်အတွဲမှာ Serie A မှာအကောင်းဆုံးဖြစ်လာမယ်လို့လည်းပြောကြားခဲ့ပါဗျာ။ နာပိုလီနဲ့ဟာရီယယ်မက်ဒရစ်အသင်းရဲ့တောင်ပိုင်းကစားသမားကယ်လီယွန်နဲ့ PSV အသင်းရဲ့တောင်ပိုင်းကစားသမားမာတင်နိုကိုလည်းခေါ်ထားပြီးဖြစ်ရာအသင်းရဲ့တိုက်စစ်အင်အားစုကိုအလွန်အားရကျင်တဲ့ကြောင်းနီပြဘင်နီတက်စ်ကပြောကြားခဲ့ပါတယ်ဒီကောင်ရဟာနာပိုလီတင်အတွက်ပွဲဥထုပ်ကိုအာဆင်နယ်ဂလာတာဆာရီတို့နဲ့အမရိတ်တွင်ကစားမဲ့ဖိတ်ခေါ်ပြိုင်ပွဲမှာစတင်မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။